အရင်အမြင့်တယ်လိုက်တာပို့လာကြတော့ဘယုဒုက္ခဖြစ်ဖို့ရရဲ့အရင်မြင့်တယ်လိုက်တာဒါကြောင့်ဘသူနဲ့တွေ့တွေ့ကျုံးမှာဒီလိုပြောရမှာပေါ့နော်နောက်ဆုံးမိတ်ယူယူချင်းကျင်ရင်တော့ဒီလိုကျုံးတာဘာလို့ကျုံးမှာတော့ဆိုရင်စကားတော့သူပြောနိုင်ခြင်းပြောနိုင်တယ်ပြီးပါရင်သူနောက်တော့ကြသွားတော့လူမှုရေးနောက်တော့ကြသွားတော့မှန်ပါဘာလို့လို့ဆိုရင်သူ့သားလည်းပဲသူ့သားလို့ဖြစ်ခြင်းနေနေလေးလေးသားသားတော့တော့တော့ဟုတ်ပါ မလို့ရဲ့သူသားလည်းပြစ်ထားပါပေါ့ပြစ်ထားရင်ပြစ်မထားတဲ့သူရဲ့သားသမီးလို့ဒိမအေးထားကြည့်ပါပါကြည့်ပါဦးကြည့်ဦးနော်သူသမီးရှိတယ်ဆိုသူသမီးလည်းပြစ်ထားမှာပဲသူမိမိရှိရဆိုမိမိလည်းပြစ်ထားမှာပဲမှန်ပါဒါလို့သူဒီအမျိုးလဲကြောက်ပြက်စိန်ကောပဲဗျာမှန်တော့အဲ့တရားသမားလို့ဆိုတဲ့သူတွေရဲ့သားသမီးတွေနော်ဒါတခုတည်းငါမကြည့်ဘူးလို့ယူထားတဲ့တရားသမားလို့ဆိုတဲ့တာသမီးတွေနော် ခဏတခါတဲ့ဒါမှဖူးသားတဲ့လူကြည့်ရတာနဲ့အဓမ္မမဟုတ်လေတခါတဲ့လက်သမားကြည့်ရတာနဲ့လူလေးယူတော့ကြည့်ရတာနဲ့တကယ်တရားတို့ကတော့အကောင်လိုက်အကောင်လိုက်တွေကိုကောက်ပြီးကြည့်ဘူးတဲ့အဲ့ဒါကြည့်တင်နေတယ်ကြည့်တယ်မှကြည့်ကောက်ပြီးအဲ့ဒီတိုင်းကြည့်တယ်လို့ပြောပါဗျာနော်ဒီဒုက္ခဖြစ်တယ်ဗျာလူတွေနော်အဲ့ဒီလိုမျိုးလို့ဘယ်ဒုက္ခဖြစ်တာသူသားသမီးလည်းပြစ်ထားလို့ဗျာနော်မှန်ပါဗျာ ခုနပြောရတဲ့သူသားသမီးသာလားလို့ဆိုတော့သူကြီးွားသူကြီးွားလည်းဖြစ်ထားတဲ့အတွက်ဘယ်တော့မှဒီသူတွေကြီးွားသူွားမဖြစ်ကြည်ရနော်ကြီးွားကြီးွားသာလားလို့နေအခုကိုယ့်အိမ်မှာသုံးဆွဲနေရတော့သုံးဆွဲနေရတဲ့နော်ပကံဟလားအစားကြီးတွေပေါ့ဗျာကို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 သားဖြစ်တဲ့အချုံယုံအဲ့ဒါဒီမင်းဘယ်လိုကြည့်လဲဒီလိုတို့ခါဗျာတော့အဲ့ဒီအိမ်မှာ ပေါက်နေတဲ့တစ်သွင်းလို့ဟုတ်နော် အဲ့ဒါတွေကလည်းရုပ်ဒုက္ခကြတော့ပါဗျာတခါအဲ့ဒီ AD ကိုယ်တိုင်ကကြမ်းဟန်ကျိုးနေတယ်ဆိုလေကြမ်းကျိုးကြီးနေတယ်ဆရာကပေါက်နေတယ်ဆိုလေဆရာပေါက်ကြီးနေအမိုးကစုပ်နေတယ်ဆိုအမိုးစုပ်ကြီးနေနီးတာဗျာနော်အဲ့လိုမျိုးလို့ကိုလူတွေဟာပြက်ကြီးရဆိုပြောပါဗျာနော်ဒါကတော့ခင်ဗျားတို့တကယ်လို့ပြန်ကြည့်တဲ့အလေးထားမရှိရင်ကြည့်မိသေးခြင်းလို့ကျုပ်ဒီလိုပြောတယ်လို့ပါဗျာအကုန်ကြီးအကုန်အဲ့တော့ဒီလူတွေအကုန်လုံးစုနေတယ်ကျုပ်တို့တိုင်းပြည်လို့ဆိုရင်ကတော့ ုတုတိုင်းကြီးလေစုပ်နေရပါဗျာနော်မှန်ပါဗျာပြတ်နေရမှာနော်ကဲကျုတုတိုင်းကြီးအခုလည်းပဲစုပ်ပြတ်နေတယ်လို့ပဲပြောရမှာပါဗျာနော်ဘာလို့လဲဆိုသူ့ဘာသာသူမိုးတွေရွာလို့သူ့ဘာသာသူကိုရာတိဝူးကကောင်းလို့မလို့အပင်လေးတွေကဖြစ်နေတယ်ဒေတော့လေဖြစ်တာပေါ့ဗျာနော်ဟုတ်ပါမှာအနောက်ဘက်ကလည်းရိုးမာကြီးရှိတယ်ဟုတ်ကဲ့နော်ရိုးမာကြီးကြည့်တဲ့အတွက်ဘင်္ဂလားတို့တို့လို့ဟုတ်ကဲ့နော်အိန္ဒိယတို့လို့ပင်လယ်တွေကသမုဒ္ဒရာမုန်တိုင်းကြီးတွေအတိတ်ကြာဘူးဗျာ စိတ်မလာတဲ့အတွက်သူတို့ဒီဖြက်ကြီးခံရတာမျိုးလို့သူတို့ဒီကြေးကိုအောင်ဘယ်နှခါမှဖြက်ကြီးရခံရဘူးလေနော်မခံရဘူးတခါရှိဘက်ကလည်းရိုးမကြီးကလည်းရှိနေတာဆိုတော့အဲ့ဒီရိုးမကြီးပေါ်မှာရွာချတဲ့မိုးတွေကလည်းကျုပ်တို့ပေါ်အကုန်ကြီးလာပြီးတော့မြစ်တွေချောင်းနေဖြစ်နေတောက်စားမှလာရေတွေပေါ်တော့အဲ့ဒီလိုဆိုတော့လေကျုပ်တို့ကတားကြရလည်းပဲမဲလှုပ်တာနဲ့တာလေးတင်ရထရလို့ပြောရပါနော်မှန်ပါဗျာ ပြောမယ်ဆိုရင်အခြေအနေသေးကတော်တော်တော်လွန်းလို့ပြုတ်လို့ဒီအနေထားလေးရှိတာလို့ပြောပါမှာတော့တကယ်လို့များပြုတ်လို့အနောက်ဘက်ကလည်းပဲဒီခုနပြောခဲ့တဲ့အနောက်ရိုးမတတိုင်းကြီးကားထားဘူးအခြေဘက်ကလည်းပဲအခြေရိုးမဆိုတဲ့တတိုင်းကြီးကားမထားဘူးဆိုရင်ပြုတ်လို့ဆိုတဲ့သူတွေပြုတ်လို့ကိုယ်ကအခုနေချိန်ဟိုမရှိပါမလားဆိုတော့အထက်ကတော့ပြောချင်ကြတာနော်မှန်ပါဗျာအဝမရှိပါမလားလို့ဆိုတာလူကညံ့လာပြီဆိုရင်တိုင်းတောက်တာတစ်ခက်သွားတာဗျာမှန်ပါဗျာ စာရေးတော့တာတွေများတောင်ခက်သွားပြီပြင်မယ်ဝူရေးဆင်ရဆိုတော့ကြောက်တာဗျာနော်ဟိုကမာပြေဟိုတက်ပြမှာရဝမ်းခွေလူရနော်သူကောမှာအခုမရှိတော့သူကောကောမှာအခုမရှိတော့ဆိုတဲ့အကြံပြေအင်ဂျီပြေရတယ်ခရစ်တော်ဟုတ်နော်လူလေးတွေအုပ်လေးတွေပဲပြစ်နေတော့တာဗျာအဲအဲ့ဒါဘာဖြစ်တာတော့မသိရင်စာရေးတော့တာတွေကထိုးတက်ပြီးအာဟာရတွေကပြတ်ပြီးတယ်လူကြီးလည်းငယ်သွားတော့တာပေါ့နော် တို့တို့လူတွေဖြစ်ရပါတော့အဲ့ဒီပုံစံဖြစ်ရတာဗျာနော် အခြေအနေကြီးကိုကကိုတော်ကောင်းကြီးကံကံပေးထားလို့ဒါတို့တို့အခုလောက်ဖြစ်နေတာလို့ပြောရမှာနော်အဲ့တော့နော်ဒါကြီးကိုတို့တို့ကလည်းပဲအခုထိမလျှော့တမ်းတခါလည်းလက်သုံးလုံးတွေကျန်တာဦးကြီးတွေနဲ့ရွှေစလုံးကြီးတွေနဲ့ကြိုက်ပြီး view ကြီးတွေ view ကြီးတွေထဲမှာအကြနာလောင်ထည့်ထားပြီးတော့ပူဇော်နေကြရတာဆိုတော့တို့တို့သိနေရတယ်ဗျာပြောရမှာနော်အဲ့တော့နော်တို့တို့တကယ်ရတော့ဩ တို့လမ်းညွန်နေတာကဒီတာကိုကြီးနေတဲ့ဟာနဲ့တို့လမ်းညွန်နေတာပါလားဗောနော်အဲ့တော့တို့လမ်းညွန်နေတဲ့သူတွေကလည်းပဲတို့ကလည်းပဲသူသူဖတ်ဖတ်ကလေးကလည်းပဲစားတောက်နေရတယ်လို့ပြောရမှာဗောနော်ဘာဖြစ်လို့စားတောက်နေရတာလို့ဆိုရင်တော့ခုနပြောသလိုပဲယာတိဥသီတို့ဘာတို့ဆိုတော့ပထဝီအနေထားလေးရဲ့ဒီကာတာပေးမှုကနေပြီးတော့စားနေရတာနော်တကယ်တမ်းရုပ်တို့လူတွေလုံးလကောင်းလုံးလို့ ဝိရိယတွေကောင်းလွန်းလို့အဋ္ဌဉာဏ်တွေကောင်းလွန်းလို့စားနေရတာမဟုတ်ဘူးနော်ဟုတ်ပါဗျာအဲ့ဒါတော့ကျုပ်တို့ဒီမှာသဘာဝတရားဇာတတွေခေါ်ကြွယ်နေတာတော့ကျုပ်တို့ကလူမွေးနိုင်ငံဖြစ်နေတယ်နော်ဟိုဘနာဂျပန်တို့စင်ကာပူတို့ဆိုတဲ့နိုင်ငံတွေဆိုရင်ကျွန်းနိုင်ငံတွေတွေဘာမှသူတို့ဒီမှာတရားဇာတဆိုလို့ဟောဒီပတိမရှိဘူးနော်သူတို့ကကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေတဲ့ဝင်နေတဲ့ကြောက်ကြီးတယ်အဲ့ဒါဘာလဲလို့မေးရင်တော့အဋ္ဌဉာဏ်ပဲဗျာနော် လူအသိဉာဏ်ကစကယ်ကိုကိုဒါအရင်မြစ်ထဲမှာအကြဆုံးလို့ပြောကြပါတယ်နော်မှန်ပါဗျာကျုပ်တို့ဗျာတကယ်လူအသိဉာဏ်ဆိုတဲ့ဟာနဲ့ကျုပ်တို့ရဲ့တရားဂါတာတွေနဲ့ပေါင်းလိုက်ရင်တော့အတော်ကြီးကိုကောင်းတဲ့ဟာဖြစ်သွားမှာနော်အခုတော့ကျုပ်တို့ကအဲ့လိုမျိုးလို့ဖြစ်လာဘာဖြစ်လို့မဖြစ်လာတာတော့မမေးရင်အခုနကပြောသလိုပဲငါမရှိဘူးသူမရှိဘူးလုံနေလို့နော်အဲ့တော့ဒီငါမရှိဘူးသူမရှိဘူးတွေကိုတော့ဆရာကြီးဦးသိမ့်ထိုက်လို့ရအမြန်ဆုံးပြန်ပြီးတော့ ဘူရိကြံနေပြီးတော့ရုပ်သိမ်းနေအောင်မြန်လှုပ်လို့ရတယ်သိရင်ဘယ်တော့ကောင်းလိုက်မလဲကြာတော့တတ်နိုင်တည်းများအထီးတော့ဟောတာကလေးတို့ပြင်းမအိတ်တမသာရန်ကိုဒီငါမရှိသူမရှိတော့ပြင်းဟေးတို့မလှုပ်ကြတော့စို့နဲလို့ဆိုတာမျိုးစိတ်ပြောဖို့ကောင်းတာပေါ့တော့အဲ့ဒီငါမရှိသူမရှိဆိုတာမလှုပ်တလို့ငါကြည့်ပြန်တော့လေဘာလဲဂျိုးကတော့လေပြင်းလို့နေဆိုပြီးတော့ကျွတ်တို့အမေများပြောတဲ့စကားရှိတယ်ဗျ တော်ရဲမှာဂျိုးတိုက်ဆိုရင်တိခက်ကလေးတစ်ခက်နှစ်ခက်သုံးခက်နဲ့ပဲသူကဂျိုးကဥလာကြနော်ဟုတ်ပါအဲ့တော့ဂျိုးအတိုက်လို့ရင်ဂျိုးအတိုက်ကအမတန်ကိုချာတူးလာတယ်လို့သူပြောတယ်။ဟုတ်ပါ။အဲ့ဒီလိုဆိုတော့ဂျိုးကပြင်းလွန်းတယ်တဲ့။နောက်တစ်ခါသာဝါသာတငယ်ကလေးတွေကတော့ဂျိုးတို့ရက်ကခေါ်တာကဒါကွက်လို့ခေါ်တယ်ပေါ့နော်။ကွက်စာတော့လေတဲ့ လုံလုံးနေတဲ့ဟောဟုတ်ကဲ့နော်သူကတသားကလေးတခါဥပြီးတသားကလေးပေါ့ရဒါပြစ်ခဲ့ပါအဲ့ဒီပြစ်ခဲ့မဲ့အိမ်လောက်ထားလိုက်တာတော့လူတွေအိမ်ဆောက်ထားတာတော့ကောင်းသေးလို့ပြောရမှာဗျာနော်အဲ့ဒါ꽌တာကတော့လည်းပဲလုံလုံးနေတဲ့ယူကတော့လည်းပဲပြင်းလုံးနေတဲ့ဟုတ်ကဲ့နော်ဒါအဲ့ဒီလိုမျိုးလို့ပြောတယ်နော်အခုလည်းပဲကျုပ်တို့ကမရှိဘူးလို့ယူတဲ့အခါကျတော့လည်းပဲကျုပ်တို့တောင်မရှိတော့ဘူးတဲ့ မပြင်းလုံးလားဗျာနော်တခါရှိတယ်လို့ယူပြန်တော့လည်းပဲအမေကျုပ်တို့နဲ့မပြီးဘူးတဲ့သေပြီးနောက်ထိအောင်ကျွတ်သွားရှိမှာတဲ့ဗျာမှန်ပါဗျာကျွတ်တို့ကနှစ်ဖက်သုံးနှစ်ဖက်လွန်ကြီးကိုလွန်နေတာနော်မှန်ပါဗျာပြတ်ပလာဟေးဆိုရင်လည်းပဲငါးကိုမရှိဘူးကွာပြတ်တဲ့ဆက်ပလာဟေးဆိုတော့လည်းပဲဟာနောက်ကိုအဆုံးကိုမမြင်ဘူးဟေးဆိုပြီးတော့ဆက်တယ်ဗျာကဲကျွတ်တို့ကပြန်လွန်တဲ့လူတွေပါဗျာဟာတော်တော့ကိုလွန်တဲ့လူတွေပါနော်ဆက်တော့လည်းပဲ ကျုပ်တို့တခါတည်းသေပြီးနောင်အဆုံးမရှိဆက်မှာတဲ့ဗျာဟုတ်ကဲ့ကောင်းပါလားဗျာနော်တကယ်တည်းဆိုရင်ကိုထင်ရှားရှိနေတော့မှကိုကနေပြီးတကလားသူများတို့အပေါ်မှာမစော်ကားမိဖို့လေလောက်ဖို့လိုတာပေါ့နော်ဟုတ်ပါဗျာကိုကကိုထင်ရှားရှိနေတော့ကိုကမစော်ကားမိလို့ရှိရင်ကိုရဲ့အစော်ကားမခံရလို့အချင်းမြောက်ခံရတဲ့သူတွေကကိုထင်ရှားရှိနေတဲ့ကိုလည်းပြန်ချင်းမြောက်ပါပါလေတကယ်လုံလောက်မှာတော့ဒါဆိုလုံလောက်ပါပြီနော်ဟုတ်ပါဗျာအခုတော့မဟုတ်ဘူး ိုးအဖုံးဝင်ရင်ဒီတဲ့ဟေးဆိုပြီးတော့အဲ့ဒါအတွက်ရည်ရွယ်ပြီးတော့လုပ်နေကြတာဗျာနော်လူလူဟေးဘာလဲတခါတည်းဘုရားဆိုရင်လဲတဲกว่าတခါတကြောင်းဆိုရင်လဲထောက်ပေါ့တိတ်တထောင်ကောင်တော့မှကြောင်းကြီးတစ်လုံးထောက်တယ်လို့ကြားတယ်ဗျာနော်အဲ့ဒီလိုပဲတိတ်တထောင်ကောင်တော့လည်းပဲဘုရားကြီးတသူတဲတယ်လို့သူကကြားတယ်ဗျာနော်အဲ့ဒါဘာလို့ဘုဒ္ဓလောက်ကြီးလောက်တာတုံးလို့မေးလို့ရှိရင်နော် ဘာလို့ဘုဒီလောက်ကြီးလောက်တာလို့ဆိုရင်အဲ့ဒီအဆုံးမမြင်အစ်ဘဝတွေဘဝတွေဟုတ်ပါဘူးဒါလေးကျုပ်တို့လွန်လွန်းတယ်လို့ဆိုတာကျုပ်တို့စကားနဲ့ပြောလို့တော့မလုံလောက်ပါဘူးနော်လုံးကိုလွန်လွန်းတယ်ပေါ့ဗျာနော်အဲ့ဒီလိုမျိုးလို့လွန်လွန်းလို့ကဲဖြတ်ကြပါလေလို့ဆိုလိုက်တဲ့အခါကျတော့ကိုတောင်းမရှိပြအောင်တစ်ခါဖြတ်ပြပြနေတယ်နော်ဒါလည်းပဲမလွန်လွန်းလားဗျာနော်ဒါလွန်လွန်းကြီးတစ်ချက်ကတော့ကျုပ်တို့တော်တော်ကိုမကောင်းဘူးပေါ့ဗျာနော် အဲ့ဒါလို့ကိုကျွတ်တို့ကလည်းပဲကြော်ပြီးလို့ဆိုလို့ရှိရင်ဒီဘက်မရှိဘူးလို့ထူတာလေးဖက်တာတော့ကြော်တာသူလည်းဒီခုပဲကြော်တယ်ထားပါတော့နော်ကဲအဲ့ဒါတော့တို့မလုံနိုင်သေးဘူးလို့ဆိုရင်တို့မလုံနိုင်ရင်အဆုံးမပြေအဖြစ်မင်းတို့သွားရမှာကွာဆိုပြီးတော့ဒါလို့ကယူလိုက်ပြန်တယ်ဆိုတော့စလွန်လုံးမဟုတ်ရင်နောက်တလွန်လုံးထဲမှာကျွတ်တို့ကလည်းပဲနစ်သွားတာမဟုတ်လားဗျာမှန်ပါဗျာဒီနှစ်ဦးကနေပြီးတော့လွတ်တဲ့ကျွတ်တို့ဗုဒ္ဓဘာသာဆိုတော့ရှာကြည့်တော့မအောင်တော့မှန်ပါရှိဘူးဗျာနော်မှန်ပါ ်ဟာနောက်အဆုံးမမြင်အထိသွားရမယ်ဆိုတဲ့လွန်လွန်းနာထဲမှာနေနေဒါမှမဟုတ်လို့ချင်းအခုကိုမရှိဘူးကွာဆိုပြီးတော့ဟုတ်နော်လွန်လွန်းနာထဲရောက်လို့ရောက်ပါနော်ဒီလွန်လွန်းနှစ်ခုတော့တို့တို့မပါကြပါကောင်းပါဗျာမှန်ပါဗျာတို့တို့လူလေးတွေကိုဒါလည်းတော်တော်ပလီပလာပါဗျာနော်တို့တို့သေးပြီးနောက်ကိုဘယ်လိုမှတို့တို့ညံနဲ့မသိနိုင်ဘူးဟုတ်ကဲ့နော်ဘယ်လိုမှတို့တို့ညံနဲ့မသိနိုင်ဘူးလူဥစ္စာကြီးပဲလူသိိတ်လောက်ပဲလူရှိမှာပေါ့ ပြည်သူတိတ်လောက်ရှိတဲ့လူနဲ့နောင်ဘဝတွေကိုတွေးရမယ်ဒီလားတော်တော်ဘလီဘလာလို့ပြောရမှာပေါ့ဗျာနော်အဲ့ဒီလိုမျိုးဖြစ်တဲ့အတွက်လူမတိနိုင်တဲ့ဟာကိုတို့လူတွေမယူကြဖို့ပြောတဲ့အခါမှာသင်ဖြင့်ဒါအန်တန်တင့်မြတ်တဲ့စကားပဲတခါတို့လူတွေဟာတို့ကိုတို့တော့မြင်တာပေါ့တို့ကလွဲတဲ့တခြားသူတွေလည်းမြင်တာပေါ့တကယ်လူတွေကိုလူတွေလို့မြင်နေရတဲ့အတိုင်းတောင်မှကိုမြင်နေရတဲ့လူကြီးကြတော့သိရှိမှုလို့လုပ်ပြရမယ်လို့ဆိုတာ တင်းကလည်းပဲနော်လွန်လွန်းလိုက်တာလို့ပြောရပါမယ်နော်ဒီလွန်လွန်းတစ်ချက်ကိုရောက်နေတာလည်းနော်ပြောမယ်ဆိုရင်တော့ကိုယ်ဤနေရလူတွေတောင်ဒီလွန်လွန်းတစ်ချက်ထဲကနေပြီးတော့လွတ်သွားအောင်ကိုမလုံးနိုင်ဘူးညာဟုတ်မနော် ကိုယ်ဤနေမှာဝင်းနေတာဒီလွန်လွန်းကြီးတစ်ချက်ကနော် ကိုကိုတဲ့တယ်မကဘူးနော်ကိုယ်ဤနေတီတောင်ဝင်းနေတာနော်ဟုတ်ပါဗျာအာလို့ကြာရင်ဒီလွန်လွန်းကြီးတွေကမြန်ပြီးပြီးတို့မြန်ပြေရမလားလို့ခင်းချင်းစရာကြီးနော် ဥလာအောင်နော်ဟုတ်ဘူးနော်တကယ်ဆိုတော့ဥလာအောင်ရဲ့မေတ္တာမိမိဟုတ်ဘူးနော်ဒီသူတွေတောင်းပါပဲဒီလွန်လွန်းနှစ်ချက်ထဲဟာဖက်ထုတ်ဖို့ရသလားဒါတကယ်မနေဟာမဟာရယာထုတ်ရမယ်ဗျာနော်မှန်ပါဗျာထုတ်ရမယ်ဒီဘလောက်များများလွန်းနေတယ်လေဗျာနော်ဒီလောက်ကျတော့လူမပီတာနေတာဆိုတော့ဟုတ်ဘူးနော်ဒီလောက်လူမပီတာနေတဲ့အဖြစ်ကြီးတော့ပြင်တို့တို့ဒါမတင်မြတ်ဘူးလို့ပြောရပါဗျာနော် အဲ့ဒီလိုမျိုးလိုလွန်လွန်းနေကြီးပဲလုံနေတယ်ဆိုတော့ဒီသူဘာဖြစ်မှာလဲသူချာတူးလို့ဖြစ်မှာပေါ့နော်မှန်ပါဗျာကျုပ်တို့လူရင်တော့တကယ်ကို ကိုပဲတဘာဝအနေထားကြီးပထူရအနေထားကြီးอ่ะထာကြပန်ကြလေးကျုပ်တို့စားကြတောက်ကြရရလောက်အနေထားရှိနေလို့ဒါကျုပ်တို့အခုလိုမျိုးလေးနေရတယ်လို့ပြောရမှာနော်ကျုပ်တို့ရဲ့ဒီအလေးအမြတ်ဆိုပြီးကိုယ်ွယ်ခီးကြရတဲ့ဘာသာတရားပုံတံရဆိုရင်ဟုတ်နော် တကယ်လူချတော်တွေဖြစ်ကုန်ကြရှိတယ်ဗျာနော်အဲ့တော့ကျုပ်တို့ဖြင့်တကယ်အဟုတ်မဟုတ်တဲ့ဒီလွန်တယ်လို့ဆိုတဲ့အစွန်းနှစ်ရပါနော်ဒီအစွန်းနှစ်ရစီတော့ဖြင့်ကျုပ်တို့ကတ်ဖို့မကောင်းဘူးဗျာနော်အဲမကောင်းဘူးလို့ဆိုတာကျုပ်တို့တိကြရတာတော့မှတဲမကြသေးဘူးလို့ပြောရမှာလို့ပဲနော်ကြားပြီးပါကျုပ်တို့လည်းဒီအစွန်းနှစ်ရထဲမှာဘယ်လိုများဒီပုံပြင်နေနဲ့ပြောဟောပြီးတကလာကျုပ်တို့ကိုဆွဲယူပြီးသွားလိုက်လို့ ပါတော့ခံရတယ်လဲတော့မသိဘူးเนาะလူတိုင်းဒီအသွမ်းနဲ့ရထဲမှာစိတ်တည်းတမျိုးကြီးပါခဲ့ရဘူးလေဟုတ်မနော်ကျုပ်တို့ရဲ့တရားသမားဆိုတဲ့သူတွေဟာလူတိုင်းဒီအသွမ်းနဲ့ရထဲမှာတရှိတမျိုးကြီးကျုပ်တို့ပါခဲ့ရတယ်ဗျာဒါမတို့ကဘယ်တော့လို့အတော်ညံ့တာပါလားအတော်အားတာပါလားအတော်ကိုခြာတူးလန်တာပါလားလို့ကျုပ်တို့ကကျုပ်တို့အစ်တင်စရာကောင်းနေဗျာနော်ဘောလို့ကတို့ဟာကိုမသိတဲ့ဟာလဲသိတယ်လို့လို့လုပ်တယ်လေ ကိုတကယ်သိနေတဲ့ငါတို့ဟာရှိတယ်ဟုတ်နော်ငါတို့ကလည်းတခြားသူများတွေလည်းရှိတယ်ဒါကိုကိုယ်တိုင်သိနေတယ်မှာကြတော့ဒါကြမရှိဘူးလေကြာမသိဘူးလေကြာကိုသိတာကြတော့မသိဘူးလို့လို့လောကိုနောက်ဘဝဆိုတာကိုမသိကိုမသိတဲ့ဟာကြာကိုသိတယ်လို့လို့တယ်ဟုတ်လားကျွတ်တော့ပြောင်းနေမပြောနေတာနဲ့မသိဘူးလားတော့ပါဘူးဟုတ်ပွဲတဲ့ဒီပါတဲ့ဒီမှာတခါလေဒီစရာပြောနေတယ်လို့ပေါ့တော့ဟုတ်ပါ တိတဲ့ဟာဘယ်လားသူတို့ကပြောတဲ့ခါကျတိဘူးဆိုတော့လေမတိတဲ့ဟာကျတော့သူတို့တိတယ်လို့ပြောတော့တော့သူတို့ကဘယ်သူကဘယ်သူကပြောလို့နေတော့လူရဲ့ဒီလိုပြောတဲ့ဗကားနဲ့သူအောင်ကိုပြက်ဒီလိုပြောရမှာဗျာတော့အေးလေးအဲ့လိုပြောရနော်ပြောမစင်းတော့ဆရာဘာပေါ့တယ်လေဆရာမရင်ကတော့ဘယ်လိုမောက်တယ်နဲ့သူလည်းအဲ့ဒီလူတွေတိတိကျကျလို့တွေရ ပြုံးမိကြတာပဲဗျာတော့အဲ့တော့ဆရာမာဒီနေတော့ဆရာမမာဒီနေတော့လေပြေမာပြီးနေပြီလောကြဆိုတော့လောကြလို့ဆိုရင်တော့ဘွားပြောနေတယ်ဗျာသူမို့ငါမရှိသူမရှိပြောနေတဲ့ဆရာဒီကြရဲဘုကိုကိုကိုပုံပြီးတော့ကျတော့ပြစ်ပြစ်ပြစ်ပြီးနေတဲ့လူကဆရာဆိုရင်တစ်ပါးဆရာလုံးမောက်ပါတယ်မောက်ဆရာကိုပြောက်ပြီးနေပြီလောက်ဆိုတော့ဟောတာနော်